ဘာကိုပုံဆောင်လဲဆိုတော့ချီဆောင်ခြင်းကိုကျွန်တော်တို့အားလုံးက rapture လို့ခေါ်ကြတယ်။မဲ rapture ဆိုတဲ့စကားလုံးကစံစာထဲမှာမရှိဘူး။အင်္ဂလိပ်စံစာကြိုက်တဲ့ version ဖက် rapture ဆိုတဲ့စကားလုံးမရှိဘူး။ rapture ဆိုတဲ့စကားလုံးက latin ဘာသာစကား။ဘာကြောင့်လဲဆိုတော့ဓမ္မတိကျမ်းရေးတဲ့ခေတ်ဒီနောက်ပိုင်းမှာရောမ Empire ရောက်လာတဲ့အတွက်လူတွေက latin ဘာသာစကားနဲ့ပြောကြတယ်။လက်တင်ဘာသာစကားမှာ rapture လို့သုံးတယ်ဒါပေမဲ့မူရင်းကျမ်းစာကဓမ္မတိကဘာနဲ့ရေးလဲဆိုတော့ဂရိနဲ့ရေးတယ ဂရိလို rapture ကိုဘယ်လိုခေါ်လဲဆိုတော့ hapazo လို့ခေါ်တယ်ပြောကြည့်အောင် hapazo hapazo ရဲ့အတိတ်ပဲဒီဘာကိုခေါ်လဲဆိုလို့ရှိရင်အန္တရာယ်တစ်ခုကိုရှောင်ခြင်းလို့ခေါ်တယ် rapture ရဲ့အတိတ်ပဲဒီဘာလဲဆိုတော့အန္တရာယ်ရှောင်ခြင်းရုပ်တရက်လူတစ်ယောက်ဒီကားတိုက်တော့မယ်အဲ့လူကိုဆွဲသိမ်းလိုက်တာအဲ့ဒါဘာလဲဆိုတော့အန္တရာယ်နဲ့လွတ်အောင်ဆွဲသိမ်းလိုက်တာ rapture ဒီဘာလဲဆိုတော့ဖျားသခင်ကအန္တရာယ်ကိုမတွေးစေခြင်းတဲ့အတွက်ဖန်သိမ်းပေးလိုက်တာ hallelujah ဘာကိုလည်းမယဉ်ဆိုင်ရတော့လေတားရဲရဲတစိမ့်လည်းမယဉ်ဆိုင်ရတော့ဘေးဒဏ်ကြီးကိုလည်းမယဉ်ဆိုင်ရတော့ဘုရားသခင်ကဘာလုပ်လိုက်လဲဆိုတော့အဲ့အန္တရာယ်ကိုမတွေ့စေခြင်းတဲ့အတွက်မတိုးစေခြင်းတဲ့အတွက်ဆိုဆွဲသိမ့်လိုက်တာနားလည်မလားအားလုံးအဲ့ဒါကို rapture လို့ခေါ်တယ်ဟာပါဆိုအခုဘာရှိလဲဆိုတော့ဒီ rap ဒီဘေးဒဏ်ကြီးကိုကျွန်တော်တို့သိရပြီနီးကတ်တယ်ဆိုတာလည်းကျွန်တော်တို့သိရပြီမနေ့ကကျွန်တော်တို့ပြောတဲ့ဒီနေရာမှာ anti christ ကဘာလုပ်မလဲဆိုလို့ရှိရင် sign ထိုးမယ်သူခုနှစ် ငိမ့်ချမ်းမယ်ဆိုပြီးစစ်မတိုက်ဘူးဆိုပြီး तू ချိန်ကြမယ်အဲ့ဒါဒီဒီထိတ်မှာဖြစ်မှာအဲ့ဒါလဲကျွန်တော်တို့နီးကက်တယ်ဆိုတော့ကျွန်တော်တို့သိရတယ်ဒါပေမဲ့ကျွန်တော်